မြန်မာပြည်ဒီမိုကရေစီကူးပြောင်းကာလမှာတမိုင်းကိုတည်တည်ချာချာနားလည်သဘောပေါက်ဖို့အတွက် ကုလသမဂ္ဂထရီတွင်းရမှုချုပ်ဟောင်းဦးတန့်ရဲ့အားထုတ်မှုတွေကိုနားလည်ဖို့အချိန်ရောက်နေပြီလို့မိဖြစ်သူဦးတန့်မြင့်ကဧပြီ6ရက်နေ့မှာပြောဆိုလိုက်ပါတယ်။ဦးတန့်နေထိုင်ခဲ့ရာအင်ကိုဦးတန့်ပြတဲ့အဖြစ်ဖွင့်လှစ်မိတ်ဆက်တဲ့အခမ်းအနားကိုပြုလုပ်ခဲ့ပြီးလူရှင်နေရဲ့ထောက်ပံ့မှုနဲ့ပြုပြင်မှုမှန်ခဲ့တာဖြစ်တဲ့အကြောင်းပြတဲ့အဖြစ်ရေရှည်တည်တံ့ရေးအတွက်ဆောင်ရွက်စရာတွေအများကြီးရှိတဲ့အကြောင်းဆိုပါတယ်။ ဦးတန်းပြတဲ့ဟာရန်ကုန်မြို့ကမာရွတ်မြို့နယ်ကပန်းဝါလမ်းမှာရှိပြီးမိတ်ဆက်ဖွင့်လင်ပွဲကိုတမရယုံဝင်ကြီးဦးအောင်မင်းဦးစိုးသိန်းတို့အပြင်ရန်ကုန်တိုင်းဝင်ကြီးချုပ်ဦးမြင့်စွေကုလသမဂ္ဂယုံကတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ် ဒီနိုင်ငံခြား expert တွေပေါ့နော် museum expert တွေပညာရှင်တွေအများကြီးကိုနည်းနည်းလေးဟိုဟာသူတို့နဲ့ဆွေးနွေးပြီးတော့ discuss လုပ်ဖို့ဒီ size ကလည်းသိမကြည့်ဘူးကြီးတယ်အိမ်လေးပဲဆိုတော့ဒီအဲ့တော့တခြားနိုင်ငံတွေမှာဒီလိုအိမ်လေးရဲ့ size နဲ့အကောင်ဆုံး museum ဘယ်လိုဖြစ်နိုင်မလဲဆိုတော့သူတို့နည်းနည်းလေးပြန်စဉ်းစားတော့ဒီအနည်းဆုံး in 12လောက်ကတော့ဓာတ်ပုံတွေပါလေခသေးတွေအတွက်အကောင်းတဲ့သူတို့အတွက်လည်းစိတ်ဝင်စားနိုင်မယ် တဲ့ interactive media တပေါ်မှာတော့ video တွေ audio တွေပါတယ်တောင်းပြီးတော့အဲ့လိုဟာမျိုးဖြစ်မိတဲ့ museum ဖြစ်စေချင်ပါတယ်အပေါ်တော့ကတော့ကျွန်တော်ရှင်းတယ်ဒီတခြားအဖွဲ့တွေမြန်မာအဖွဲ့နိုင်ငံအဖွဲ့တွေအခါတွေဟိုဟိုတယ်မှာဟို seminar တွေ workshop တွေပါတယ်မလုပ်ခဲနဲ့ဒီမှာလုပ်နိုင်ဖို့အဲ့လိုဟာမျိုးလေးနည်းနည်းလေးတော့ဟိုအခန်းလေးဖြစ်ဖြစ်အခါတစ်ခုခုတော့ဥတ္တနေထိုင်ခဲ့တဲ့ဒီအိမ်ကိုဥတ္တအိမ်စောင့်ရှောက်ရေးအဖွဲ့နဲ့ရန်ကုန်မြို့ပြအမွေနှင့်စောင့်ရှောက်ရေးအဖွဲ့တို့ပူးပေါင်းပြီး ပြန်လည်ပြုပြင်ခဲ့တာဖြစ်တယ်လို့နောက်ထပ်၃လကြာမှပြရတဲ့အဖြစ်ဖွင့်လှစ်သွားမယ်လို့ပြောဆိုပါတယ်။ပြရတဲ့အဖြစ်အိမ်အောက်ထပ်တစ်ခုလုံးကိုဓာတ်ပုံတွေခင်းကျင်းပြတာမှဖြစ်တယ်လို့အပေါ်တဲ့နဲ့ခြံဝင်းကတော့အလုံယုံဆွေးနွေးပွဲတွေအစည်းအဝေးတွေကျင်းပနိုင်မှုပြုလုပ်ထားမယ်လို့ဆိုပါတယ်။